ကဘာကလေးအလုတ္တမစန့်ကျင်တိုက်ပြက်ရေးနေ့အထိမ်းမှန်စိုင်းပုတ်စိုက်တူပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဘာကလေးအလုတ္တမစန့်ကျင်တိုက်ပြက်ရေးနေ့အထိမ်းမှန်စိုင်းပုတ်စိုက်တူပွဲကိုဂျွန်လ12ရက်နေ့နဲ့9နာရီခွဲကတောင်ကြီးမြို့မြို့မဆေးမြောက်ဖက်စိုင်းကယ်ရက်နာသည့်နေရာတွင်ကျင်းပပြုလုပ်ခဲ့ရာရှမ်းပြည်နယ်စုရဖွဲ့ဝင်ရှမ်းပြည်နယ်ကလေးအလုတ္တမပပျောက်ရေးကော်မတီဥက္ကဋ္ဌဤနယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နှင့် လုပ်ငန်းကော်မတီရှေ့ရက်တွင်ပါဝင်သောပြည်내စင်ဌာနဆိုင်ရာများဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်ရှေးဦးစွာကပ္ပကလေးအလုပ်သမားစန့်ကျင်တိုက်ဖြစ်ရေးနှင့်အထိမ့်မှန်ဆိုင်းဘုတ်ရှေ့တွင်ပောင်းမတ်တန်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးပြည်내စင်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများကလမ်းမကြီးပေါ်တွင်သွာလာလျက်ရှိသောပြည်သူများကပ္ပကလေးအလုပ်သမားစန့်ကျင်တိုက်ဖြစ်ရေးနှင့်အထိမ့်မှန်ထုတ်ဝေသည့်ချယ်ရီမြေလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြပါသည် ဆက်လက်၍မြို့မဇေရှိရှိလူစီ900နေရာနဲ့2025ခုနှစ်တိုင်းဒေသချင်းနဲ့ပြည်နယ်အမျိုးသားအမျိုးသမီးဗိုလ်လီဘောပြိုင်ပွဲကျင်းပသည့်ရှမ်းပြည်နယ်လေးကျင်းရေးအားကစားရုံတွင်လည်းချယ်ရီမြေလက်ကမ်းစောင့်ဆောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်ခမညာ